နာသိန်းဆယုပ်ဆွေတွေ့ရောင်ရွေးကောက်ပွဲကိုအတိမမပြုကြောင်းစာထုတ်ပြန်ဂျပန်နိုင်ငံတနိုင်ငံတိုင်းဝင်ကြီးတော်စင်မောင်တောင်ဆိုအနာသိန်းဂျပန်ဆယုပ်ဆွေတွေ့ရောင်ရွေးကောက်ပွဲကိုရှင်းရှင်းလင်းလင်းအတိမမပြုဘူးဆိုတဲ့ကြောင်းစာထုတ်ပေးဖို့အတွက်ဂျပန်နိုင်ငံတမျိုးသားညီညွတ်ရေးဆိုရနိုင်ငံတိုင်းဝင်ကြီးတော်စင်မောင်ကတောင်ဆိုလိုက်ပါတယ်ဒီဇင်ဘာနေ့ကဂျပန်နိုင်ငံရှိဂျပန်လွှတ်တော်အမတ်ယုံနေမှာကျင်းပတဲ့ဂျပန်လွှတ်တော်အမတ်တွေနဲ့မြို့သားညီညွတ်ရေးဆိုရနိုင်ငံတိုင်းဝင်ကြီးဒေါ်စင်မောင်တို့တွေ့ဆုံပွဲမှာခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ပြေကဲလာကဂျာဖက်ဆေယုဆွေရွေးကောက်ပွဲပေါ်မြန်မာပြည်သူတွေသဘောထားစစ်တမ်းကိုကောက်ရွာမှာမြို့နယ်192မြို့နယ်ရှိပြည်သူတွေကိုမေးမြန်းထားကြရာဆရာနာတင်ထားတာကိုစံကျင်တာ69ရာခိုင်နှုန်းစစ်တပ်ရွေးကောက်ပွဲအတူပွဲညင်းပေတာ80 68ရာခိုင်နှုန်းနဲ့ရွေးကောက်ပွဲမှာမဲမထဲက96ရာခိုင်နှုန်းရှိတယ်လို့ဆက်လက်ပြောကြတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရစစ်တပ်စီစဉ်နေတဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံအကြံအတဲကိုမကျော်လွှားနိုင်ပေမြမအကျိုးစီးပွားဂျပန်နိုင်ငံအကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်လို့ဆက်လက်ပြောဆိုတယ်။ ဒါအပြင်ဆီယန်ဆူမဟုတ်တဲ့လမ်းကြောင်းကနေလူသားချင်းစာနာထောက်ထားမှုကိုတိုးမြှင့်ပေးဖို့စိုက်ဘာငွေကြေးနေလည်မှုလူကုန်ကူးမှုတိုက်ပြရေးမှ NUG နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ဆီယန်ဆူထောက်ခံသူတွေကိုစီးပွားရေးပိတ်ဆို့ရေးယူဖို့နဲ့ဂျပန်ရောမြန်မာနိုင်ငံသားတွေကိုဆက်လက်ပြီးထောက်ခံဖို့တောင်းဆိုကြ NUG နိုင်ငံသားကြီးဝန်ကြီးဒေါ်စင်မောင်ကပြောဆိုခဲ့ပါတယ်ဆလဘီလိုင်းကွန်မြူနယ်ကုန်းပောင်ကြရကိုစစ်ကြောင်းထွက်လာစစ်တပ်ဟိုတိုက်ခိုက်မှုစစ်သား9ဦးတိမ်ဆုံးပြီးတနက်22လက်တိမ်စီရရှင် ကင်းနီပြည်နယ်ပြည်တိုင်းကောင်မြို့နယ်ကုန်းမောင်ကျောက်ကိုစစ်ကြောင်းထုတ်လိုက်အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရမှာစစ်သား20ဦးသေဆုံးပြီးလက်နက်22လက်သိမ်းစရာရှိကြောင်းတောင်းရှိသူတန်းကပြောပါရယ်နိုဝင်ဘာလ10ရက်နေ့မှာလိုင်ကောင်မြို့နယ်ကုန်းမောင်ကျောက်ကိုစစ်ကြောင်းထွန်ထွက်လိုက်အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတဖွဲ့တွေကလမ်းပိုက်တနေရာရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုတွင်ဂျက်ဖက်စစ်တပ်ကစစ်သား20ဦးသေဆုံးကတနက်22လက်သိမ်းစီရရှိကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်တွေအထိခိုက်မှုရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါတယ် စစ်ကြောင်းနှစ်ကြောင်းရွာထဲကိုတိုးလာတယ်အဲ့တဲကောင်မှအတိကစစ်ကြောင်းအင်အား50ပါစစ်ကြောင်းချိန်မုံနိုင်ခဲ့တနက်က22လက်ရတဲ့စစ်ခွေးဘက်ကအသေးပြက20နီးပါးတင်ဆောင်တယ်စစ်ခွေးစစ်ကြောင်းကလင်းဖုန်ကြီးရွာကထွက်လာတဲ့စစ်ခွေးစစ်ကြောင်းမှသူကကိုရီခန်းစစ်ပြင်ထားရွာတွေကိုဝင်တိုးတာချိန်မုံကြီးနဲ့ drone နဲ့ပေါင်းပြီးပြန်တွေ့နိုင်ခဲ့တယ်လက်ရှိမှာစစ်ခွေးစစ်ကြောင်းကလင်းဖုန်ရွာထဲမှာပဲရှိရလို့အမတ်1395တန်ရင်ရှမ်းတောင်မှာတာဝန်ရှိသူကပြောတယ်အဆိုပါတိုက်ခိုက်မှုကို KIA KNDF PDF တပ်ဖွဲ့တွေကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိချိန်မှာဂျပန်စတဲ့စကြောင်းကလေပုံရော်ထဲမှာရှိနေတဲ့ကြောင်းသိရတယ်။နောက်ဆက်အောင်ပေးတာအတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။